တောင်ညိုရွာကရှင်ရှမ်းမိဘမရိတ်သားမှာပဲနိုးနဲ့မုံလေးတွေသွားလှူပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကပဲနိုးနဲ့မုံနဲ့သွားလှူတာကြီးတည်တံ့သွားတော့မဟုတ်ဘူးပေါ့နော်လိုအပ်တဲ့နေရာတွေလိုအပ်တဲ့ကြောင်းတွေလိုက်လံကြည့်ရှုတာပေါ့နော်လိုအပ်တဲ့နေရာတွေအများကြီးရှိတဲ့ထဲကဗျာကျွန်တော်လက်လန်းမိတဲ့လောက်ကိုသွားရောက်ကြည့်ရှုပြီးတော့လိုက်လှူပေးဖို့အတွက်ဒါသွားကြည့်ကြတာပေါ့နော်ဘာလေးလိုအပ်လဲဘာလေးလှူပေးရမလဲဆိုတာမျိုးလေးတွေလိုက်ကြည့်ကြတာဖြစ်ပါတယ်ဒါဆိုရင်လည်းဒါငလျင်ဂျောကြီးပေါ့နော် ဒီနားလေးမှာဆိုလို့ရှိရင်ចောင်းနိုင်ဖုံကြီးနှစ်ပါးလုံးပေါ့เนาะចောင်းနှစ်ចောင်းမှာရှိတယ်ចောင်းနိုင်ဖုံကြီးနှစ်ပါးလုံးပြန်လုံးနဲ့မှုသွားတယ်လို့အသိရှိရပါတယ်ဗျာเนาะကျွန်တော်စီမှာရုံကြီးကြီးနဲ့ဆက်သက်လူတန်းပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်အားလုံးလူတန်းထားတဲ့အလူငွေတွေကိုကျွန်တော်တို့လိုအပ်တဲ့နေရာတွေများစွာရှိရတဲ့ထဲကလလန်းမီတလောက်သွားနိုင်တလောက်လေးသွားရောက်ပြီးတော့အတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းပြီးတော့လိုအပ်တဲ့နေရာတွေကိုရောက်ရှိအောင်တိုက်လန်စုံစမ်းပြီးတော့လူတန်းပေးနေပါတယ်ဗျာနော် ီမှာဆိုလို့ရှိရင်ဒါငလင်ကျော်ပေါ့နော်လမ်းကြီးတစ်ခုလုံးလေအကွဲချောင်းနေဖြစ်သွားတယ်ဒီမှာဖះဆောင်းတန်းနေပါတယ်ပေါ့နော်တောင်ပေါ်ချောင်းနေအဲ့တောင်ပေါ်ချောင်းနေအထိကျွန်တော်တို့နောက်ရက်မှာသွားပြီးတော့လူတန်းပြေးมาဖြစ်ပါတယ်မဆောင်းတန်းနေပြိုသွားတာရှိတယ်လိုအပ်တဲ့အရာလေးတွေပေါ့နော်ဒါဒီနေ့ကတော့လိုက်လံမေးမြန်းစုံစမ်းတာပေါ့နော်ဝတ္ထုငွေလိုအပ်တာမျိုးဆိုရင်ဝတ္ထုငွေပဲလှူမယ်ရေလိုအပ်တာလား ဘာလိုအပ်တာလဲပေါ့နော်လိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်လိုက်လံကြည့်ရှုပြီးတော့လိုအပ်တယ်လို့တွေ့တန်းပေးတောင်းပါဖြစ်ပါတယ်ဗျာရန်ကုန်ကနေမှာထားတဲ့ခြံအောင်မိသားစုရဲ့ခြံအောင်အထက်တရာနဲ့ရှစ်ပေပက်လဲမိုးကာတဲအလုံး90လဲရောက်ရှိပါပြီဗျာနော်အားလုံးကိုလိုအပ်တဲ့နေရာတွေများစွာရှိတဲ့ထဲကကျွန်တော်လလန်းမိသလောက်တွားရောက်ပြီးတော့အတက်နိုင်ဆုံးလူရတဲ့နေရာတွေကိုထိရောက်တဲ့လူတန်းမှုလေးဖြစ်အောင်စီစဉ်ဆောင်ရွက်ပြီးတော့လူတန်းပေးသွားပါမယ်ဗျာ။ခုနကသူအကြောင်း၅ကျောင်းမှာတစ်ကျောင်း30ဆိုတော့150ထည့်ရတယ်နော်။150ထည့်ရတော့ဒါက50ပို့တာပေါ့နော်။အထုံး100ဝယ်တာလीနော်။ ားချက်ပို့တာမုံထုပ်90ရေဒါတော့ဟိုရက်ကပဲနိုဘူးဝယ်တဲ့ဗီဒီယိုလေးတင်ထားရပါတော့ဘူး100ဝယ်လာတာ6ဘူးပါကတ်100ပေါ့နော်အဲကတ်90တော့ကျွန်တော်စီမှာကြံပါသေးတယ်ဒီကတ်90အဲဒါလှူပေးမှာဖြစ်ပါတယ် ကလေးတွေကအိတ်နေကြတာဆိုတော့ဒီကတောင်ငံအမားတွေကိုအိုက်ခက်လိုက်တာပါနော်။ဟုတ်ပါဘူး။ဒါလေးတွေကထုံ90ပေါ့နော်။ဒီမှာသူကဒီမှာ30ထုံလောက်ပါတယ်။ဟုတ်ကဲ့ဆရာ။ထုံ90ဒီကောင်ကလည်းဒီလိုမျိုး6ဘူးပါ။ဟုတ်ကဲ့နော်။ဟုတ်ပါ။တိတ်90ပေါ့။ဟုတ်ကဲ့။ဒါ100လောက်ပါ။ဒီက90 90 ဟုတ်တယ်ပါတယ်ဒီတော့90ပေါင်းထုတ်က90ဟုတ်ကဲ့ပါရှင်ဟုတ်အကျိုးရှိရတယ်ပါတယ်ရှင်ခုလိုမျိုးမိဘမဲ့ဂေဟာတွေဘဝရိတ်တာတွေဆိုတာကဒါအလူရှင်နေရဲ့အလူငွေနဲ့ဘောနော်ရက်တီရတာဖြစ်တဲ့ကြောင့်မလို့ခုလိုငလင်းဘေးတင်ကာလမှာဗျာဒီလိုနေရာတွေကလည်းခက်ခဲကြက်တဲကြမှာအမှန်ပဲဘောနော်အဲ့တော့ဟိုနေရာတော်တော်များမှာကြက်တဲကြပါတယ်ဘယ်လိုမျိုး ကျက်တဲ့ခက်ခဲတဲ့နေရာတွေလိုအပ်တဲ့နေရာအများကြီးရှိရတဲ့ဒါကျွန်တော်တို့လည်းလက်လန်းမိတဲ့တော်လေးပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့ comment လေးမှာလည်းဒီရှင်းရှင်းမိဘမေကေဟာတို့ဘဝရိတ်သားတို့မှာလည်းလိုအပ်ပါတယ်သွားလူပေးအောင်ဆို comment လေးလည်းတွေးလို့ဒါကျွန်တော်တို့ဒီနေ့ဒါလူပေးတာဖြစ်ပါတယ်ဗျာနော်အဲဒီကြောင်းမှာဆိုလို့ရှိရင်ကလေးငယ်လေးတွေ90နီးကျော်100နီးပါးလောက်ရှိတယ်လိုအပ်တာကတော့ကျွန်တော်တို့ west shoe တို့ diver တို့ no mount တို့လည်းလိုအပ်တယ်လို့သိရှိရပါတယ်ဗျာနော်လာလူချင်းတဲ့သူတွေလာလူလို့ရအောင်လည်းဒါလေးကပြပြပေးတာဖြစ်ပါတယ်လိပ်စာကတော့ရွှေမုံးကို settle land take တကယ်ဒါတောင်ညိုရွာနော်ဟုတ်တယ်နော်ချင်းမော့ဆလန်ထိတောင်ညိုရွာရှင်ရှမ်းပြီးပါမယ်ကေရဖြစ်ပါလိမ့်ဗျာနော်အဲ့တော့အမဒီရဲ့ဖုန်းနံပါတ်လေးများပေးလို့ရမလားဟုတ်အမတို့အာဒီမိဘမဲ့ KI ဖုန်းနံပါတ်လေးကတော့4460 6035ပါတယ်ဗျာနော်ဆက်သွယ်ပြီးတော့လှူဒန်းလို့ရပါတယ်ဒီမှာတော့အခု watch tissue တို့ diaper တို့ noon moon တို့လိုအပ်တယ်လို့လည်းသိရပါတယ်ဗျာနော်ဒါလှူဒန်းနေတဲ့သူလှူဒန်းလို့ရအောင်ပြပြပြရဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်